အင်းစိန်မြို့နယ်ဆိုတာရန်ကုန်မြို့ရဲ့အနီးအနားမှာရှိတဲ့သမိုင်းရှည်လာတဲ့နေရာတစ်ခုပါ လူအများပြားသိတယ်လို့ဒီမြို့နယ်ထဲမှာနာမည်ကြီးတဲ့တက်တန်းရှည်ကျောင်းဟောင်းတစ်ခုပေါ့အဲ့ဒီကျောင်းကိုဒေသခံတွေကအင်းစိန်ကျောင်းဟောင်းလို့ခေါ်တတ်ကြတယ်ဒို့ပေမဲ့ဒီကျောင်းနဲ့ပတ်သက်တဲ့ယုံကြည်ချက်တစ်ခုကတော့အထူးသဖြင့်ဖိရဲ့မန်ညယ်တွေမှာတရေတူပေါ်လာတတ်တယ်ဆိုတာပါအဲ့ဒီကျောင်းဟာဗြိတိရှခေတ်ကတည်းကစောက်ထားတာပါ တခါတော့ကဒေတာအုပ်ချုပ်ရေးနဲ့ပညာရေးအတွက်အသုံးပြုတဲ့အကြောင်းဖြစ်ခဲ့တယ်။တချို့ကလည်းပြန်ပြောကြပါတယ်။အဲ့ဒီနေရာဟာစစ်ချိန်ခါကအစ်အမှန်ကြောင်းမဟုတ်ပဲအဖန်စီနေရာတစ်ခုဖြစ်ခဲ့တယ်ဆိုတာ။ကျောင်းအတွင်းမှာအခန်း30ကျော်ရှိတယ်။တခန်းကနေတခန်းတန်တရားဖြစ်ဖွယ်နေရတွေအများကြီးရှိတယ်။အထူးသဖြင့်နောက်တန်းအဆောင်နားမှာအမြေအေးများတဲ့လေတမျိုးတွေးတက်နေတတ်တယ်။တနေ့တော့ ညတညမှာចောင်းကမိသားစုသုံးဦးနဲ့ဆောင်းရတဲ့အဖွဲတစ်ဖွဲဟာចောင်းပိတ်ပြီးနောက်အဝင်ထွက်ဆောင်ကြည့်နေခဲ့တယ်။ညာဆက်တနာရီလောက်လာပြင်းနေမတိုင်ခင်ညလအလင်းတောက်ပြောင်နေတယ်။အေးတဲ့လေတိုက်လာတာနဲ့အတွင်းခန်းမှာမိတောက်တောက်နဲ့တည်နေတဲ့အခါမှာမျိုးသမီးအတန်တမျိုးလွယ်လွယ်တကူကြားလာတယ်။ဘသူလာတာလဲ။အဲ့ဒီအတန်ဟာတခန်းနဲ့သေးကနေတန်တိတ်တန်တောင်းနဲ့ထွက်လာတာ။ အဖွဲတွေက လူငယ်တယောက်ဖြစ်တဲ့ကိုမင်းဟာမီးဖွင့်ပြီးသွားကြည့်တော့အခန်းထဲမှာ တန်အနက်နဲ့အဖြူဝစ်ဆင်ထားတဲ့မိမတအူးကစာရေးစားပေါ်မှာထိုင်နေတယ်။ခေါင်းနှင်းနှဲချပြီးစာတစောင်းကိုဖတ်နေတယ်။သူမကိုမင်းတိထားတော့တစ်ချက်မှာသူမနဲ့မျက်စောင်းတွေ့တယ်။အဲ့ဒီအချိန်မှာတော့သူမရဲ့မျက်လုံးက အနက်ရောင်မဟုတ်တော့ဘဲအဖြူပြည့်ဖြစ်သွားတယ်။ပြီးတော့ခရင်းကနေအတန်တမျိုးထွက်လာတယ်။ ရှောင်းသားတွေမပြန်သေးဘူးမင်းပြန်ဖို့မရှိသေးဘူးကိုမင်းကကြောက်နေတာနဲ့အပြန်အလှန်ပြန်ပြေးလာတော့တယ်အဖွဲကအခြားဆောင်တဲ့သူနှစ်ဦးလဲမေးတယ်ဘာဖြစ်လို့လဲမင်းကရှင်းပြတယ်အခန်းထဲမှာမိမတယောက်ရှိတယ်မျက်လုံးဖြူဖြစ်သွားတယ်သူတို့နဲ့အတူထပ်ဝင်ကြည့်တော့အခန်းထဲမရှိတော့ဘူးစာရေးစားပေါ်မှာစာတစ်စောင်ပဲကျန်ခဲ့တယ် စာပေါ်မှာတော့စာလုံးတွေမကြာခဏပြဿနာဖြစ်နေတဲ့ចောင်းပိတ်ညမှာတတိထားပါလို့ရေးထားတယ်။နောက်နေ့မနေ့ဖြန်ចောင်းဟောင်းဆရာကြီးတယောက်ကပြောပြတယ်။တခါတော့ကဒီចောင်းမှာဆရာမတူတင်နှန်းပြန်ပြီးနောက်ចောင်းတွင်းမှာတည်သွားတယ်။သူမဟာတတန်းနဲ့ပတ်သက်ပြီးစာရေးကတန်းပေါ်မှာသူမအမိမရှိတာကြောင့်စိတ်ညစ်ပြီးတည်ဆုံးသွားတာဖြစ်တယ်။ ဒီအကြောင်းကြောင့်ဖေးရမှန်ညတိုင်းမှာသူမဝိညာဉ်ပြန်လာတယ်ဆိုပြီးလူကြီးမင်းတွေယုံကြည်နေကြတယ်။အခုချိန်တောင်အင်းစိန်ကျောင်းအဟောင်းကို အနီးနားနေသူတွေက ပြောတတ်ကြတယ်။မြင်းများတွေမှာကျောင်းသားကမိကွက်တွေအလိုလျောက်တောက်တတ်တယ်။ခဏခဏမှန်တဲ့ရင်ပေါက်မှာမိမတယောက်ရဲ့ရုပ်ပုံလေးမြင်တတ်တယ်။တချို့ကတော့ဖုန်းနဲ့ဓာတ်ပုံပေးဖမ်းကြည့်တဲ့အခါမျက်နှာမရှိတဲ့မိမတူဦးရဲ့အရေးလေးမြင်တတ်ကြရဲဆိုတဲ့ ဒါပေမဲ့ဓာတ်ပုံကိုနောက်ပိုင်းဖြွင့်ကြည့်တဲ့အခါမှာတော့အဲရိတ်ပျောက်သွားတတ်တယ်။အင်းစိန်ကြောင်းအဟောင်းဟာယနေ့အထိနေမြေသားတွေအကြားတရေပေါ်တတ်တဲ့နေရာအဖြစ်နာမည်ကြီးနေစေ။ဖေးရမန်ညာတိုင်းမှာအဲ့ဒီကျောင်းသားကိုလမ်းလျှောက်လာတဲ့သူတွေအနေနဲ့တခါတလေတန်တိတ်တိတ်အတန်သေးသေးနဲ့ကျောင်းသားတွေမပြန်သေးဘူးဆိုတဲ့အတန်ကိုအေးများတဲ့လေထဲမှာကြားရတတ်တယ်ဆိုတာတကယ်လားတည်င်းလား အဲ့ဒါတော့တင်ကိုယ်တိုင်သာယုံကြည်ချက်ပေါ်မူတည်ပြီးဆုံးဖြတ်ကြည့်ဖို့ဖြစ်ပါတယ်